ပြီးခဲ့တဲ့၂ရက်လောက်ကဘာမှလဲညနေပိုင်းထွေထူးမရှိဘူးဆိုတော့ TV လေး YouTube channel လေးဖွင့်ကြည့်။ဘာကြောင့်ရကြည့်မိလဲဆိုတော့ The History of the Britain အင်္ဂလန်နိုင်ငံရဲ့တမိုင်းကြောင်းလေးကျွန်တော်သွားကြည့်ပြတယ်။ဆိုတော့အင်္ဂလန်နိုင်ငံရဲ့တမိုင်းကြောင်းလေးကိုဖတ်ကြည့်တဲ့အခါမှာ အံ့ဩဖွယ်မှတ်သားစရာလေးတစ်ခုဝေမျှလိုတယ်အင်္ဂလန်နိုင်ငံကကျွန်းနိုင်ငံလေးအားလုံးသိတဲ့အတိုင်းပဲကျွန်းလေးကျွန်းပေါ်မှာတည်ထားတဲ့နိုင်ငံလေးအပြီးသွားတဲ့အခါကျလို့ရှိရင်အင်္ဂလန်နိုင်ငံကဟိုးလွန်ခဲ့တဲ့ AD 1000လောက်ကတည်ခဲ့တဲ့နိုင်ငံလေးဖြစ်တယ် ဒါပေမဲ့အင်္ဂလန်နိုင်ငံမှာဘာထူးခြားတာတွေရှိတယ်လဲဆိုတဲ့အခါကျရင်ဒီကျွန်းနိုင်ငံလေးကနေမဝင် empire ကြီးကိုတီထောင်နိုင်တဲ့နိုင်ငံဖြစ်နေတယ် The sun never set နေ့တစ်ခါမှမဝင်ဘူးတဲ့အင်္ဂလန်နိုင်ငံကဒီကျွန်းနိုင်ငံနေပြီဆိုတော့ညာလည်းပဲသူအုပ်ချုပ်ခဲ့ရတဲ့နိုင်ငံတွေထဲမှာသူ့လောက်အောင်မြင်တဲ့ နယ်မြေသိမ့်ပိုက်နိုင်တဲ့နိုင်ငံဆိုတာဟာမရှိသေးဘူးဆိုရိုမန်စ်ခေတ်ကတော့ရိုမန်စ်ပေါ့နော်ပါရှယ်ခေတ်တော့ပါရှယ်ပေါ့ဒါပေမဲ့အခုမျက်မှောက်ခေတ်မှာအင်္ဂလန်လို့တခြားနိုင်ငံတွေနဲ့ရှင်လိုက်လို့ရှင်ဘလူးမနေမဝင်အင်ပါယာကို မတီထောင်နိုင်ဘူးဒီနေမဝင်အင်ပါအရေးတီထောင်နိုင်ပြီးတော့သူ့ရဲ့ life မှာလည်းအတက်အကျတွေရှိတယ်သူချိန်လို့အောင်မြင်နေတာမဟုတ်ဘူး သူဆုပ်ယုပ်တဲ့အချိန်တွေရှိတယ်။အဲ့လိုဆုပ်ယုပ်တဲ့အချိန်မှာလဲသူ့တနိုင်ငံလုံးကို သူများကဘလူးမှမတိုက်ခိုင်နိုင်ဘူး။ဂျာမနီခွန်အားကြီးနေတဲ့အချိန်မှာဂျာမနီ Gun of Neveron ဆိုတဲ့ဒီရုပ်ရှင်ကားမှာဆိုရင် ဝင်တိုက်တဲ့အချိန်မှာတော့သူတို့တွေမတိုက်နိုင်ဘူး။မဟာမိတ်တွေကပဲဂျာမနီကိုပြန်လာချဘုံတွေအကြီးအကျယ်ချတယ်။ဒါပေမဲ့မပြတ်စည်ဘူး။ ။ဘာကြောင့်လဲလို့ဒီ historian ကပြောတဲ့စကားလေးကိုဝင်မျှလို့တယ်။ Germany တိုက်လို့မနိုင်ဘူး။ England အမြဲတမ်းနေမွေ empire ၌ပဲတည်ရှိပြီးဘရင်အဆက်ဆက်၌ယခုချိန်ထိတည်ရှိနေနိုင်တာ။ဘာကြောင့်ဒီ England နိုင်ငံဒီလိုဖြစ်ရတာလဲလို့ historian ကပြောတဲ့အခါမှာစကားလုံးလေးတစ်လုံးပြောသွားတယ်။အဲ့ဒါကပါလဲဆိုတဲ့အခါကျရင် survival တဲ့ survival အင်္ဂလန်မှာရှိတဲ့နမ်းမျိုးຫນွေတွေနဲ့ဘယင်တွေဟာတဲ့သူတို့ရဲ့မင်းကြီးမင်းသားနဲ့မိသားစုဝင်တွေကိုအမြဲတမ်းထဲ့ပေးထားတဲ့စတလုံးလေးရှိတယ်စကလုံးလေးအဲ့ဒါကဘာလဲဆိုတော့ survival တဲ့ဘလို့အခြေအနေမျိုးမှာပဲရှိနေတဲ့ရှင်းတတ်မယ်တဲ့ အစွန်းဆုံးဆုံးကြရှုံး ground zero လို့ခေါ်တဲ့ပြတ်တက်ပြီးဘာမှမျှော်လင့်စရာ မရှိလဲရှင်တန်မှာဖြစ်တယ်လို့အောင်မြင်ကြော်ကြားနေရင်လဲငါတို့ရှင်တန်ရမယ်ဆိုရက် survival ဒီကစုံစလုံးလေးဟာအင်္ဂလန်နေရဲ့နန်းတွင်မျိုးနွယ်တဲမှာအမြဲတမ်းရှင်တန်နေတဲ့စကလုံးတစ်လုံးဖြစ်တယ်လို့ဒီ historian ကဆိုပါတယ် ဒီเจ้าရလေးကိုဘာဖြစ်လို့ဝင်များရလဲဆိုတဲ့အခါကျရင်ဒီနေ့ကြားရတဲ့နှုတ်ကပတ်တော်လေးနဲ့ပြန်ပြီးချိတ်ဆက်ပြီးထောက်ရှုမိတဲ့အချက်ကလေးတခု ရှိလို့ပဲဖြစ်ပါတယ်ကျွန်းတို့ရဲ့ဘဝအတ္တမှာဘာဖြစ်လဲဆိုတဲ့အခါကျရင်ကြာရှုံးတဲ့အချိန်မှာ give up လို့ခေါ်တဲ့လက်လွတ်လိုက်ကြတော့တယ်မရတော့ဘူးကွာမတက်နိုင်တော့ဘူးကွာ ငါဘာမှမဟုတ်တော့ဘူးကွာငါဘာမှတန်ဖိုးမရှိတော့ဘူးကွာဆိုရက်ကိုယ့်ရဲ့ value တွေကိုအကုန်လုံး give up လုပ်လိုက်တယ်ဒါမဲ့အင်္ဂလန်လူမျိုးတွေရဲ့နန်းတွင်ထဲမှာတော့ဒီ give up လုပ်တဲ့စကားလုံးမရှိပါဘူး never give up stay survive အမြဲတမ်းကျွန်တော်တို့တွေဟာ give up မတက်နိုင်တော့တဲ့လူမဟုတ်ဘူးအမြဲတမ်းရှင်သန်နေရမယ့်လူတွေတဖက်မှာကြတော့လေသူတို့အောင်မြင်နေတဲ့အခါမှာလေသူတို့တွေဟာဒီအောင်မြင်ခြင်း၌ကြာရှည်အောင်ထိမ့်သိမ့်ကြပါပဲ။ဘာကြောင့်ဒီအကြောင်းအရာကိုဒီနေ့ဝင်မြရလဲဆိုရင်လူဘဝကိုတေချာပြန်ကြည့်လိုက်လို့ရှင်ကျွန်တို့တို့တွေမှာအစဉ်ပြေတဲ့အချိန်အောင်မြင်နေတဲ့အချိန်ရှိသလိုအစဉ်မပြေတဲ့အချိန်ကြာရှုံးတဲ့အချိန်စိတ်သက်ကြတဲ့အချိန်တွေရှိမယ်။ ါဟာကျွန်ုပ်တို့ရဲ့ဘဝပဲဖြစ်ပါတယ်စိတ်တက်ကြတဲ့အချိန်မှာကျွန်တော်တို့ give up လုပ်ပြီးပျော်ရွှင်အောင်မြင်နေတဲ့အချိန်မှာအယံကို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  ကိုပဲတတ်နိုင်တယ်လို့ထင်တဲ့အရာဟာကျွန်တို့ဘဝရဲ့ reality အမှန်တရားမဟုတ်ပါဘူးဒီနေ့ကြားရတဲ့ prophet ezekiel ရဲ့ပထမကျမ်းစာတော်မြတ်ထဲမှာဘာကြောင်းရကြားရတယ်လဲဆိုတော့ israel လူမျိုးတွေဟာအယံကိုစိတ်တက်ကြပြီး ground zero လို့ခေါ်တဲ့သူရဲ့ဘဝဟာ flat ဘာမှမရှိဘဲနဲ့မြေပေါ်မှာပြပြမှောက်နေတဲ့အချိန်မှာဘုရားသခင်ရဲ့ခွန်အားပေးတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ Ezekiel ပထမကျမ်းစာကိုကျွန်တော်တို့ဖတ်ကြည့်တဲ့အခါမှာ Babylonians တွေက Israel လူမျိုးတွေကိုတိုက်ခုတ်ပြီးတော့မှသူတို့ရဲ့ဘယင်တွေကိုတတ်ဖြတ်လိုက်တယ်။သူတို့ရဲ့ဗိမာန်တော်တွေနဲ့ဝေးကွာတဲ့နေရာကိုခေါ်သွားတယ်။ သူတို့နေထိုင်နေကြနယ်မြေတွေနဲ့မနေရတော့တဲ့အခြေအနေမျိုးနဲ့ဘာဘလုန်ကိုရောက်နေတဲ့အချိန်မှာ Prophet Ezekiel ကိုဘုရားသခင်ကဗျာဒိတ်ပေးပါတယ်။ဘာဗျာဒိတ်ပေးလဲဆိုတဲ့အခါကျရင်ဝိညာဉ်တော်ဘုရားအားဖြင့်တောင်ကြားရက်တစ်ခုကိုခေါ်သွားတယ်တဲ့။အဲ့တောင်ကြားရက်ရောက်တဲ့အခါမှာတဲ့ Ezekiel ကိုဘုရားသခင်ကဘာပြလဲဆိုရင်မင်းတောင်ကြားထဲမှာကြည့်လိုက်ရင်ဘာတွေတွေ့ရလဲတဲ့။ 哎喽，进来嘞，看 <noise> 嘛，把对啊来说，当 <noise> 帮、亚帮骗你的，路啊，有数的个对啊，路啊有的。不要紧，那个喽，对比多来看嘛，健康的有数的，咱们当帮、亚帮骗的，不晓得是几个股，他娃偏把别来说，是几号的，没一些马戏的。 路里底个的，有不尼个的，我阿达变多一辈内呢，所以呢，没用嘛啦的。啊，prophet 是个起啊个，偏都看路罗带，用起来苏阿古比较的卡嘛。第四步呀，布呢，有苏里哈，是个起啊也没弄西嘛，阿达伊里变问啦来的。 အဲ့ဒီအသားရည်တွေပြန်ဝင်ပြီးလူဖြစ်လာတဲ့အခါမှာဘုရားသခင်ကတဲ့သူရဲ့နှကောင်းတဲကိုတဲ့ဘုရားသခင်ရဲ့ဇီဝအတွက်မှုတ်သွင်းတဲ့အခါမှာအဲ့ဒီတောင်ပုံရာပုံ ဖြစ်နေတဲ့လူအယိုးစုကြီးကတဲ့တကယ်တော့အစ္စရာလူမျိုးတွေရဲ့စစ်တပ်ကြီးတစ်ခုဖြစ်နေတယ်ဆိုတာကိုတဲ့အစ္စကီးယားကို ယူပါယုံပေးပေးခဲ့ပါဣဇကီးယယူပါယုံရနေတဲ့အချိန်ဟာအမှန်တကယ်က အစ္စရိုင်လူမျိုးတွေကဘာဘလုံမှာကျုံခံနေရတဲ့အချိန်ဘာဘလုံမှာသူတို့ရဲ့ဘယင်မရှိတဲ့အချိန်သူတို့အမြဲတမ်းကြောင်းကန်နေလာခဲ့တဲ့ဗိမာန်တော် မရှိတဲ့အချိန်သူတို့နေမြေတွေနဲ့အစ္စရိုင်လူမျိုးတွေမှာမနေရဘဲနဲ့တိုင်းတစ်ပါးသားမှာနေနေရတဲ့အချိန်မှာဘုရားသခင်ကအစ္စကီးအားဖြင့်ဂတိပေးပါတယ်အဲ့ဒါကဘာလဲဆိုတော့မင်းတို့တွေဥဆောင်မဲ့လူမရှိဘူး မင်းတို့တွေဝိပုကတဲ့ဗိမာန်တော်တွေမရှိဘူးတပါးအမျိုးသားနေရာမှာရှိနေတော်ညာလဲပဲငါမင်းတို့နဲ့အတူတူရှိတယ်တည်ခြင်းကိုယ်တော်အသက်ပေးနိုင်တဲ့ဖခင်ရှင်ရှိတယ်သူကိုအားကိုးပါဆိုတဲ့အရာကိုတိုက်တွန်းခဲ့တဲ့ပထမကျမ်းစာပဲဖြစ်ပါတယ်ဒီနေ့ကြားတဲ့ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာလဲဘာအကြောင်းအရာကြားလဲဆိုတော့လူတွေစိတ်တက်အကြဆုံးအချိန်ကဘာချိန်လို့ထင်လဲ 哎，米浪多哎，不善心，闹得冷坏了。啊，老表多哎，哥们，闹苦，老下办公室。哥们，我这里送香多哎，偏偏叫咱呢，切呢死哎，对不？真如瑞，铁罗梅，铁罗梅，苏瑞请假哎。 ကျွန်တို့ဘဝဟာ totally flat ပြောင်းလဲချက်တွေကုန်သွားပြီအစားပြန်ယူလို့မရဘူးတေခြင်းတရားရဲ့ပြန်ဝယ်လို့ရတယ်ဆိုတာတမိုင်းမှာမရှိဘူးပတ်စံဘလောက်ရှိရှိဘလောက်ယာရုရှိရှိဘလောက်ပိုင်ဆိုင်မှုတွေရှိရှိငါမတေခြင်းသေးဘူးငါရှိတဲ့အရာတွေမင်းကိုအကုန်ပေးမယ်ဆိုပြီးတော့လေ တေခြင်းတရားကိုအောင်မြင်အောင်ဝယ်လို့မရပါဘူး။ဒါပေမဲ့အဲ့လိုအချိန်တွေမျိုးမှာသခင်ခွတ်တော်ကတေခြင်းတရားကိုလာဇရုအားဖြင့်ကျွန်တော်တို့တဦးစီကို အောင်မြင်ခြင်း၌အသက်ပြန်လည်ပေးသွင်းနိုင်တယ်ဆိုတဲ့အရာနဲ့ကျွန်တော်တို့တဦးစီကိုတရားပေးပါတယ်။ဒီနေ့ကြားရတဲ့ နှုတ်ကပတ်တော်ကိုထောက်ရှုစဉ်းစားကြည့်တဲ့အခါမှာကျွန်တော်အားလုံးဟာယခုချိန်ထိအသက်ရှင်တန်းနေတယ်။တည်ခြင်းတရားဝင်ရောက်တဲ့အထိဣသရေလမျိုးတွေဘာဗလုံမှာကျုံခံပြီးခေါင်းဆောင်မရှိဗိမာန်တော်မရှိ တိုင်းတစ်ပါးသားတွေမှာနေရတဲ့အချိန်လောက်တော့ကျွန်တို့မဆိုးသေးပါဘူး။ဒါပေမဲ့လို့မဆိုးတော်ညာလည်းပဲကျွန်တို့ဘဝဟာပြေဝါပြီး ်အသက်ရှင်တန်ခြင်း၌တည်ရှိနေသလားလို့ကျွန်ုပ်တို့ပြန်လည်ပြီးမေးခွန်းမရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့စကလုံးလေးတစ်လုံးရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့ we are living ကျွန်တို့တွေရတဲ့အသက်ရှင်တန်နေတယ်တဲ့ but do we really living alive တဲ့ဒါပေမဲ့လို့ပြေဝဆုံလွင်ခြင်းအသက်တာ၌အသက်ရှင်နေသလားဆိုတော့ကျွန်တို့မေးခွန်းမေးကြရမယ်တဲ့ ဒီเจ้าရလေးကကျွန်တော်တို့တဦးစီရဲ့ဘဝအတ္တတာကိုဒီနေ့ကျမ်းစာအားဖြင့်မိမောင်းထုတ်ပြပါပါမယ်ကျွန်တော်တို့တွေမြောင်များစွာသောလူတွေရှိတယ်နေ့စဉ်ဘဝအတ္တတာမှာမိုးလင်းလာတာကနေမိုးချုပ်တဲ့အထိ living with depression စိတ်တကြယောဂာနဲ့အသက်ရှင်နေထိုင်နေတဲ့လူတွေရှိတယ်ကျွန်တော်တို့ဘဝမှာယာဒူးတွေရှိတယ်ငွေကြေးတွေရှိတယ်လှုပ်ချင်တာတွေအကုန်လုံးလှုပ်လို့ရတယ် သူတို့ညာလည်းပဲ satisfy ပြေဝစုံလင်ခြင်းနဲ့လွတ်မြောက်ခြင်းနဲ့မနေနိုင်တဲ့လူတွေမြောက်များစွာရှိတယ်။သင်နဲ့ကျွန်ုပ်ကနေ့စဉ်ဘဝအတ္တမှာနေ့တဲ့ဂျေစုတော်အတ္တလွတ်မြောက်ခြင်းနေနဲ့အသက်ရှင်တန်နေထိုင်နိုင်သလားလို့ဒီနေ့ကျွန်ုပ်တို့ရဲ့ဘဝကို ပြန်လည်ပြီးဆန်းစစ်ကြည့်အောင်။တကယ်တော့ကျွန်ုပ်တို့နေ့စဉ်ဘဝအတ္တမှာ ဘုရားသခင်ဟာနေတဲ့ခြေစတော်အသက်ဝမ်းမြောက်ခြင်းနဲ့ကျွန်တို့ကိုပေးသနာပါတယ်အဲ့ဒါကိုဘာနဲ့ရမှာလဲဒီနေ့ယောမမြို့သားတို့ထံရေးတဲ့စာမှာအတိအကျပြောပါတယ်လူဟာတဲ့ဇာတိပဂတိနဲ့အသက်ရှင်ရင်နဲ့ပျက်စီးခြင်းနဲ့မပြည့်စုံခြင်းတွေပဲအသက်ရှင်ရလိမ့်မယ်တဲ့ဒါပေမဲ့လို့ဝိညာဉ်ပဂတိနဲ့အသက်ရှင်တဲ့ပုဂ္ဂိုလ်ဟာတဲ့ ပြေဝဆုံလင်ခြင်းနဲ့အသက်ရှင်တန်ခွင့်ရှိတယ်ဆိုတာကိုယောမမြို့သားတွေကိုတန်ပေါ်လူရဲ့ဘဝအတ္တတာနဲ့ပြောပြပါတယ်ဒိဗေလေးကဘာလဲဆိုတဲ့အခါကျရင်တန်ပေါ်လူကဒီယောမမြို့သားတွေကို ရေးတဲ့အချိန်မှာ သူဟာတဏှာနဲ့တဏှာတရားဒေသနာတွေလိုက်လံဟောကြားပြီးတော့သူ့ရဲ့ဘဝဟာ physically ခန္ဓာကိုယ်ရလည်းပင်ပန်းမှုတွေရှိတယ် စိတ်ပိုင်းဆိုင်ရာရလက်လက်ခံတဲ့လူရှိသလိုငင်းဆန်တဲ့ပုံကိုယ်တွေလည်းရှိတယ်။ဒီလိုမျိုးရှင်သန်နေရတဲ့အခါမှာသူ့ရဲ့ဘဝအသက်တာရဲ့ရှင်သန်မှုလေးကိုမိမောင်းထိုးပြပါတယ်။အဲ့ဒါကတလုံးတည်းနားလည်နိုင်အောင်ပြောပြရင်တော့ joy in the suffering ခရိယန်ရဲ့ဘဝအသက်တာဟာတဲ့ဒုက္ခအခက်အခဲကြားထဲမှာ ကြည်နူးခြင်းနဲ့ဝမ်းသာခြင်းနဲ့ပျော်ရွှင်နိုင်ရတာဟာခရစ်ယာန်များရဲ့အတ္တဓာဖြစ်ပါလေတဲ့ကျွန်တို့ရဲ့ဘဝတတကိုရှင်သန်တဲ့အခါမှာပျော်စရာရှင်ပျော်တယ်ဝမ်းနေစရာရှင်ဝမ်းနေတယ်ဒါဟာပုံမှန်ဖြစ်နေကြလူဘဝရဲ့ဘဝအတ္တဖြစ်ပါတယ်သို့တော်ညာလည်းပဲဒုက္ခခက်ခဲတွေကြုံနေရတဲ့အခါမှာပျော်ဘူးလားလို့မေးလို့ပျော်ဘူးတယ်ဆိုရင်သူ့မှာဘဝရဲ့အတွေ့အကြုံတစ်ခုရှိနေပါတယ် ဘယ်ချိန်မှာကျွန်တော်တို့ပျော်နိုင်မလဲဝိညာဉ်တော်မြတ်ရဲ့ဇာတိတော်၌အသက်ရှင်နေထိုင်နိုင်တဲ့အခါမှာကျွန်တို့တွေပျော်ရွှင်မှုရှိပါတယ်ဒါကြောင့်မလို့နိုင်ငံကောင်းဆောင်တယောက်ပြောတာလေးတစ်ခုကိုသဘောကျမိရဲ့အဲ့ဒါကဘာလဲဆိုတော့လူဆိုတာတဲ့အနေနဲ့များဆိုသလိုကြောက်တတ်ကြပါတယ်တဲ့ we have fear ကျွန်တော်တို့ကြောက်တတ်ပါတယ်တဲ့ဆိုတော့ ကြောက်ချင်းရဲ့အခြားတစ်ဖက်မှာတတိရှိခြင်းဆိုတာဘာလဲလို့နိုင်ငံကောင်းဆောင်အမျိုးသမီးတယောက်ပြောတဲ့စကားလေးကိုထောက်ရှုမိတယ်တတိရှိခြင်းဆိုတာတဲ့မကြောက်တာမဟုတ်ဘူးတဲ့ကြောက်မှာပဲတဲ့လူသားတယောက်ဖြစ်တဲ့အခါကျတော့တတိရှိခြင်းဆိုတာတဲ့ကြောက်တဲ့ဂျားတဲ့ကလုတ်တင်လုတ်ထိုက်တယ်လို့ခံယူထားတဲ့အရာကို လုံနေခြင်းတည်းတတိရှိခြင်းဖြစ်တယ်လို့သူမကဆိုပါတယ် ကျွန်တို့တို့ရဲ့ဝင်ရေးဆိုင်ရာအတ္တတလေးမှာဝိညာဉ်တော်မြတ်ရဲ့ဇာတိတော်၌အသက်ရှင် နေထိုင်ခြင်းဆိုတာဟာဒုက္ခအခက်ခဲမရှိခြင်းမဟုတ်ဘူးပြဿနာတွေမရှိခြင်းမဟုတ်ဘူးကျွန်တို့တို့ရဲ့ဘဝအတ္တတာမှာဒီအရာတွေကြားထဲမှာမှဘုရားသခင်နဲ့အတူတူသွားလာပြီးဘုရားသခင်ဟာကျွန်တို့တို့နဲ့အတူတူ ရှိနေတယ်ဆိုတဲ့အတ္တတာကိုသိရှိခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကနေ့ ၅ချိန်မြောက်ဝါရင်ကာလာတနင်္ဂနွေနေ့ရောက်ကြတဲ့အခါမှာကျွန်တော်တို့တူးစီကိုနှုတ်ခတ်တော်ကခွန်အားပေးပါတယ်အဲ့ဒါကဘာလဲဆိုရင်ဘုရားသခင်နဲ့အတူတူသွာလာခြင်း၌ကျွန်တို့တွေဟာပြေဝဆုံလင်သောအသက်တာကိုရရှိတယ်ဆိုတဲ့တရားတော်ကို ကျွန်တော်တို့ပေးပါတယ်အဲ့တရားတော်ကတော့ဒီတိုင်းနားလေတာနဲ့တော့မရပါဘူးအသက်ရှင်သန်ကြရပါတယ် ။သခင်ခရစ်တော်ပြောတဲ့တရားဒေသနာတော်မှာရှောက်လန်းကြရပါလေ။ဒါကြောင့်မလို့ဒီကနေ့ကြားရတဲ့နှုတ်ကပတ်တော်ကိုသိရှိနားလည်ပြီးသိရှိနားလည်တဲ့အသက်တာမှာ အသက်ရှင်နေထိုင်နိုင်တဲ့ဂျေဇုတော်ကိုဘုရားသခင်ရှိမှတောင်းခံရင်းနဲ့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ကက်သလစ်ဘာသာဝင်များအတွက်ဘုရားသခင်နဲ့အကောင်းဆုံးအသက်ရှင်နေထိုင်ပြီးဝါရင်းကာလရဲ့တူတောင်းလာတဲ့ ကြံနေသေးတဲ့အချိန်မှာအကောင်းဆုံးပြင်ဆင်နိုင်တဲ့လမ်းလေးတစ်ခုကိုဝင်ရေးဆိုင်ရာရနှိုးဆော်လိုပါတယ်။အဲ့ဒါကတော့ဘာလဲဆိုတဲ့အခါကျရင်ကောင်းသောအဘက်ဖြည့်ခြင်းကိုပတ်စကားပွဲမတိုင်ခင်လေးမှာကြိုးစားကြည့်ပါလို့ဝင်ရေးဆိုင်ရာရတိုက်တွန်းချက်ပါတယ်။ဘာကြောင့်လဲဆိုရင်ပုဂ္ဂဟမင်းကြီး Francis ကဘာပြောဘူးလဲဆိုတဲ့အခါကျလို့ရှိရင် တန်ရှင်းသောဝင်တော်မြတ်ဖျားနဲ့တန်ရှင်းသောဝင်တော်မြတ်ဖျားရဲ့ဇာတိတော်ကိုခံယူခြင်းရဲ့အဘဖြစ်ခြင်းကို ပြုလုပ်ကြပါလို့တိုက်တွန်းပါတယ်။ဘာကြောင့်လဲဆိုတဲ့အခါကျရင် ကောင်းသောအဘဖြစ်ခြင်းကိုပြုလုပ်ခြင်းအပြင်ဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာတော်ကြောင့်ကျွန်တို့အပြစ်တွေအားလုံးခွင့်လွတ်ခြင်းရရှိပြီးတဲ့အခါမှာကျွန်တို့တွေဟာဘုရားသခင်ရဲ့ကျေးဇူးတော်အသက်တာကို ပိုပြီးခံစားရပြီးသိမြင်ရတဲ့ခွန်အားတစ်ခုရရှိလာလို့ပဲ ဖြစ်ပါတယ်။ဒါကြောင့်မလို့ဝိဉ္ဇဉ်ဆိုင်ရာပုဂ္ဂိုလ်ကြီးဖြစ်တဲ့ပုဂ္ဂိုလ်ဟမ်းကြီးဖရန်စစ်ကတိုက်တွန်းချက်ကိုအခြေခံပြီးဒီမှာရှိတဲ့ဘာသာဝင်ဓမ္မမိတ်ဆွေတွေကိုကြံရှိနေတဲ့အချိန်လေးမှာဝိဉ္ဇဉ်တော်မြတ်ဖျားရဲ့ဇာတိတော်၌အကောင်းဆုံးရှင်တန်ရင်းနဲ့ကျွန်ုပ်တို့ရဲ့ကျေးဇူးတော်အသက်တာဖြစ်တဲ့အဘဖြစ်ခြင်းလေးကိုလည်းအကောင်းဆုံးပြုလုပ်နိုင်အောင်ထောက်ရှုစဉ်းစားပေးပါလို့ဒီမှာရှိရပါသူဓမ္မမိတ်ဆွေနဲ့အားလုံးကိုဖိတ်ခေါ်ပါရစေ။ကျွန်တော်တူးစီကိုဖျားကောင်းကြီးပေးပါစေ။